မင်္ဂလာပါရှင်ဒီနေ့အတက်အမ်ကျမတို့ဆွေးနွေးသွားမယ့်အကြောင်းအရာကမနက်စာအကြောင်းပါဟုတ်ကဲ့မင်္ဂလာပါမနက်စာကအရေးကြီးတယ်ဆိုတော့အားလုံးသိချကြတာပဲလေဒါပေမဲ့မနက်ခင်းဘိုက်ထက်ဘာမှမရှိတဲ့အချိန်မှာအာမစားတဲ့ဘူးဆိုတော့အစားအစာတွေရှိနေတယ်ဆိုတော့လေအဓိကသာပြောကြမယ်ပေါ့ဟုတ်ပါတယ်ဟိုရင်းနေတော်တော်များများမှဖော်ပြထားတဲ့မနက်စာမစားတဲ့အစာများဆိုတာကိုကြည့်ပြောလေဘလို့အစားအစာတွေက အစာအိမ်အလွတ်ကြီးဖြစ်နေချိန်မှာပြဿနာဖြစ်တယ်လဲဆိုတာနားလဲပို့ပေါ့ဟွန်းတကယ်စိတ်ဝင်စားစရာကောင်းတာကလေဒင်ချင်လိုမျိုးလူတွေကကြားမရင်းနဲ့ညိတယ်လို့ပြောကြတာအဲ့ရတော့မနေ့ဘိုက်ထဲဘာမှမရှိခင်စားတော့မကောင်းဘူးဆိုတာမျိုးပါနေဟုတ်ပါတယ်ဟုတ်ပါတယ်ရေပူရအဖြစ်ပြောရင်တော့မနေ့ခင်အစာမရှိသေးတဲ့အစာအိမ်ကလေတော့ပို့ပြီးတော့ဟို sensitive ဖြစ်တယ်ပေါ့ထိခိုက်လွယ်တဲ့အခြေအနေမှာရှိနေတာအော်အစားခြေစနစ်ကအနာယူထားရရင်ပြန်စားရမှာဆိုတော့လေတချို့အစားအစာတွေကြတော့ အစာအိမ်ညံကိုဒိုက်ဒိုက်ထုတ်ခပေးနိုင်တယ်ဟုတ်ကဲ့ပြီးတော့အက်ဆစ်တက်တယ်လိုရာထပ်ပိုထွက်အောင်နှုံဆော်ရမျိုးချစ်တက်တယ်ဒါဆိုပထမဆုံးအနေနဲ့အစာအိမ်နိုင်ငံကိုတိုက်ရိုက်ထိခိုက်စေနိုင်တာတွေအရင်ပြောကြည့်ရအောင်ဥပမာဟောလေတီးဆေးရီစနဲ့ဖောက်ထားတဲ့မုံနေပေါင်မုံလို့ကိတ်မုံလို့ဟွန်းအဲ့ဒါတွေအဲ့ဒါတွေကဘယ်လိုမျိုးဒုက္ခပေးတာပါလဲဟုတ်တီးဆေးပါတဲ့မုံတွေကလေအစာအိမ်ညံကိုနည်းနည်း irritate လို့လို့ဖြစ်ပြီးတော့လေထုတ်လို့မှုကိုများစေနိုင်တယ်။အော်လေပွားတာမျိုးပေါ့ ဟုတ်ပါတယ်။ဒါကြောင့်မနစောသဘိုင်ဘလနဲ့စားလိုက်ရင်အဲ့လေပွားတာတို့ဘိုက်နည်းနည်းအောင့်တာတို့ဖြစ်လွဲတယ်လို့ဆိုတယ်။ဟုတ်ကဲ့။အဲ့လိုပဲတက်တော်သည့်လိုမျိုးအမြန်နဲ့အရန်ကြမ်းတဲ့အသီးတချို့ပေါ့။အမြန်များတာကောင်းတယ်ဆိုပေမဲ့ဟုတ်တယ်။ဒါပေမဲ့အစာမရှိမနေနူးနေတဲ့အစာရည်နံကိုကျတော့အမြန်ကျန်းတွေကပုတ်တိုက်တယ်လို့ဖြစ်ပြီးနင်းနေထိခိုက်စေနိုင်တယ်လို့ဆိုထားတာမျိုးရှိတယ်။ဒါဆိုမနဆိုးဆိုးအစာမရှိခင်မှာတော့အမြန်ကျန်းတာကိုရှောင်ရမယ်ပေါ့နော်။နောက်တစ်မျိုးကျတော့ acidic များစေတဲ့အစာအစာတွေ ဟမ် acid dad ခရမ်းကျင်တီတို့နော်ဝေးအချင်သက်များတဲ့လိမ်ပေါ်တီလိုမျိုးအတီးတွေအဲ့ဒါတွေကြတော့ရောမှန်ပါတယ်ခရမ်းကျင်တီမှာဆိုရင်တန်တဲ့ acid ဆိုတော့ပါတယ်လေအဲ့ဒါကအစာရင်တွေက hydrochloric acid အရိကအစာချေ acid နဲ့သွားပေါင်းပြီး acid တက်ကိုပိုများစေနိုင်တယ်အော်အဲ့ဒီအခါကျတော့ရင်ပူလာတော့ရေရှည်မှာအစာရင်အနာချေတာတော့အထိဖြစ်နိုင်တယ်ပေါ့ရေပြားဖြင့်အချင်းတက်ကဲတဲ့တစ်တီတွေအကုန်လုံးကဒီလိုပဲ acid တက်ကိုများစေနိုင်လို့ မနက်ခင်းဘိုင်ဘလာနဲ့ဆိုရင်တော့ရှောင်းတာပိုကောင်းပါတယ်စောစောကပြောတဲ့ဒိန်ဂျင်ကိစ္စပြန်ကောက်ရရင်အဲ့ဒါကလေဒီအက်စနစ်ဆိုင်တာပေါ့နော်ဟုတ်တယ်ဆိုင်ပါတယ်သူမှကောက်တဲ့ဘက်တီးရီးယားလေးတွေပါတယ်ဆိုပြီးမဲ့ဘိုင်ဘလာနဲ့စားလိုက်ရင်ဘာဖြစ်သွားတာလဲဒိန်ချင်မှာအကျိုးပြုလက်တစ်အက်ဆစ်ဘက်တီးရီးယားတွေပါတာမှန်တယ်လေဒါပေမဲ့အစာမရှိသေးတဲ့ဆိုင်ထဲကိုရောက်သွားတဲ့အခါမှာအစာရင်က အစာချေဖို့အသင့်ထုတ်ခါတဲ့ဟိုက်ဒရိုကလိုရစ်အက်ဆစ်တွေကတော်တော်ပြင်းနေပေါ့อืม အဲ့ဒီ acid တွေကဒီအကျိုးပြုပတီးရားတွေကိုသေစေနိုင်တယ်။အဲ့ဒီတော့ဒင်းချင်စားရတဲ့အကျိုးကျေးဇူးအဖြစ်ဝါမရလိုက်ဘူးဖြစ်သွားတာပေါ့။အော်နားလည်ပါပြီ။ဆိုတော့အစတစ်ခုခုစားပြီးမှစားတာကပိုအကျိုးရှိမြင်ဆိုတဲ့သဘော။ဟုတ်ပါတယ်။အဲ့ဒီလိုဆိုလိုတာပါ။အစိုင်းနေရင်ထိခိုက်တာ acid တပြက်တနာဒါတွေအပြင်ခြားသတိထားမယ့်အစားအစာတွေရောဥပမာတကြားရက်များတဲ့အစားတွေရှိပါတယ်။အချိုးများလုံးတဲ့အစားအစာတွေပေါ့။အချို့သဖြင့် တကြားဖြူသွန်းထားတာများတဲ့အစားတွေမနှခင်အစားမရှိပဲစားလိုက်နေသွေးတဲ့ကတကြားတကူဘျုံးဆိုမြင်မြန်တက်စေတယ်ဟုတ်ကဲ့အဲ့ဒါကိုပြန်ထိန်ဖို့အတွက်ပန်ခရီးယားကအင်ဆူလင်ဟော်မုန်းကိုအများကြီးရုတ်ရက်ထုတ်ရတယ်ဆိုတော့မနေ့တိုင်းဒီလိုဖြစ်နေရင်ရေရှည်မှာပန်ခရီးယားကိုဝင်ပြီးစေတာပေါ့စီချိုးဖြစ်နိုင်ခြေတော့မင်းလာနိုင်တယ်လို့သတိပေးထားတာတွေရှိတယ်အေးကြောက်စရာပဲနော်နောက်တစ်ခုကဟွာလေကာဗွန်နိတ်ပါတဲ့အချိုးရေးတယ် gas ပါတဲ့အရေးတွေပေါ့ ကုတ်တို့စပရိုက်တို့လိုမျိုးလားဟုတ်ကဲ့အဲ့ဒါတွေကလည်းအစာရင်ထဲလေတွေအများများစေပြီးအစာချေစနစ်ကိုအနှောင့်အယှက်ပေးနိုင်တာပေါ့နောက်ပြီးဟင်းခက်အမွေးချိုင်ပင်းပင်းနေငရုတ်တီးတို့ငရုတ်ကောင်းတို့အဲ့ဒါတွေလည်းပါတယ်ငရုတ်ကောင်းနနွေးမုံမျိုးတီမုံလိုမျိုးဟင်းခက်အမွေးချိုင်ပင်းပင်းနေလေအစာအိမ်လုံးဝဘလားဖစ်နေချိန်မှာအစာရင်နိုင်ငံကြီးတိုက်ရိုက်ထိတွေ့တဲ့အခါလုံဆော်မှုပိုပြင်းနိုင်တယ်ဟုတ်ကဲ့အဆစ်တက်ပိုထွက်တာအစာမကြေတာ လေထိုးလေအောင်ထိတာတွေထိစေနိုင်တယ်။တခွားသီးလို့အစိမ်းစားတဲ့ဟင်ဒီရတချို့လေလူတချို့မှာပေါ့မနဲ့စောစောစားရင်ဖိုက်အောင်တာရင်ပူတာထိတတ်တယ်လို့ဆိုကြပြန်ရော။တော်တော်များတာပဲနော်ရှောင်ရမှာလေအစာရင်နိုင်ငံကိုထိခိုက်တာအဆင်များတာတွေးချိုတတ်တာဒီလိုရှောင်စရာတွေများနေတော့မနဲ့ဆောင်ဘယ်လိုမျိုးနဲ့စတင်တက်နေလို့အကြံပြုထားပါသလဲ။အဲ့ဒါလေးပါပါတယ်။ကောင်းတဲ့မနဲ့ဆာရွေးချယ်စရာလေးလေးပြောထားတယ်။ ဥပမာကွေကာအုပ်အုပ်မင်းသူကအမြင်တက်ပါပဲမဲ့အစာအိမ်ကိုအပေါ်ကိုင်းနေအလွာပါလေးနဲ့ဖုံးအုပ်ပေးတယ်လို့ဖြစ်စေတယ်။အော်ကောင်းတာပေါ့ဟုတ်တယ်။အဲ့ဒီတော့အစစ်တက်ကြောင့်အစာအိမ်နိုင်ရန်ထိခိုက်တာကိုကာကွယ်ပေးနိုင်တယ်။နောက်ဆံပြုတ်ဒါကတော့လူတိုင်းသိပြီးသားပါ။အစာချေလွယ်တဲ့အားရှိစေတယ်။ချက်ဦးရချက်ဦးလည်းကောင်းတယ်။ပရိုတင်းတက်ပွဲဝါတော့အချိန်တိုတော့ကြာကြာအစာခံနိုင်တယ်။တတိထက်မှာတော့ အကုန်ဆောင်ရမှာလားမဟုတ်ပါဘူးဖြဲတီးလို့မျိုးရေဓာတ်များတဲ့အဒီကအစာအိမ်ကို ရေဓာတ်ပြန်ဖြည့်ဖြည့်တယ်နော် blueberry တီးလို့မျိုးအဲ့ဒါတွေကမညာအတော်ရောဇီဝကမာဖြစ်စင်တော်ရောကောင်းတယ်လို့ဆိုပါတယ်อืมပြီးတော့တဆေးမပါတဲ့ပုံမို့အညို holy bread ပေါ့အစစ်အစန်ဒီ nuts တီးနော်ပြားရည်ဒါတွေကလည်းတဘာဝအတိုင်းစွမ်းအင်ပေးနိုင်ပြီးအစာအိမ်ကိုတိတ်ဝင်မပီစေဘူးပေါ့ ဒီတော့ချုံပြောရရင်မနက်ခင်းအစာအိမ်ကနင်းနေလေးဂယူဆိုင်ပေးရမယ့်အခြေအနေမှာရှိနေလို့အစားတော့ရွေးချယ်မှုကအရေးကြီးသွားပြီပေါ့တကယ်ပဲဒီအချက်တွေအလုံးကိုကြည်လိုက်ရင်ဘာကိုတွားတွေ့ရလဲဆိုတော့အစားချေစနစ်ကျမရဲ့အတွက်ဘာစားလဲဆိုတာအရေးကြီးတယ်လို့ပဲဘယ်အချိန်မှစားလဲဆိုတာကလည်းအရေးပါနေတယ်ဆိုတဲ့အချက်ပဲဟုတ်ကဲ့ အစအိမ်ဖလာဖြစ်နေတဲ့အချိန်ဆိုတာသူ့ရဲ့တုံ့ပြန်မှုတည်တံ့ရှိနေတယ်ဆိုတော့ကိုသတိပြုဖို့လိုတယ်ပေါ့ဒါကြောင့်တနည်းအားကိုကောင်းကောင်းမွန်မွန်စက်တင်နိုင်ဖို့ဆိုရင်မနှက်စာကိုနည်းနည်းလေးပို့ပြီးတော့ဂရုတစိုက်ပညာရှိရှိရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့ဟိုစဉ်းစားစရာလေးတခုထပ်ပြောချင်တာကလေဒီချက်လက်တွေကရေပွေးရလမ်းညွန်ချက်တွေပေါ့လူများစုကမနိုင်တယ်อืมဒါပေမဲ့လူတူးနေတူးကအနာကိုတုံ့ပြန်မှုချင်းက အနည်းနည်းများတော့ကြွားချနိုင်သေးတာပဲဟုတ်တာပေါ့လူတိုင်းကတပုံစံလေးဖြစ်မှာမဟုတ်ဘူးအဲ့ဒီတော့ဒီလိုလမ်းညွန်ချက်တွေကိုမှတ်သားထားရင်လည်းကိုယ်တိုင်မနှက်စာစားကြည့်တဲ့အခါကိုယ်ခန္ဓာကိုယ်ကဘလို့ခံစားရလဲဘလို့တွန့်ပြန်လဲဆိုတော့ကိုတတိထားစောက်ကြည့်တင်းတယ်ကိုနဲ့တဲ့မတဲ့ပေါ့ဟုတ်ပါတယ်အဲ့ဒီကနေကိုနဲ့အတင်းတော်စုနီလန်းကိုရှာဖွေတော့ဖို့ကလည်းအရေးကြီးတယ်လို့ထင်ပါတယ် ဒီလိုကိုပိုင်လေးလာမှုကနေဘလောက်ထိကိုတို့ပိုကောင်းတဲ့အသိပညာတွေတိုးပွားနာနိုင်မလဲဆိုတာကလည်းဆက်ပြီးတော့စဉ်းစားကြည့်တဲ့အချက်တစ်ခုပါပဲ။ဟုတ်ကဲ့အရင်ကောင်းပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနော်။